မှန်ကြီးချလိုက်တော့အဲတခုကကြောင်လေမှားမှမှန်မှားမှားတယ်မှန်တယ်လို့မရှိဘူးအာ rational ဖြစ်တယ်လို့ပဲရှိရ R A T I O N A L rational အဲတမတမကြတော့ပြောရမယ်ဆိုလို့ရှိရင်လူတိုင်းသားလည်းလက်ခံနိုင်တော့လို့အဓိပ္ပာယ်ရတယ်ဆိုတော့ဒီအခုကညီမတို့စကားပြောတာသင်နေတာပြီးရင်နောက်ဒီအာ ဟို question answer မျိုးပေါ့နော်အမေးဖြစ်တင်နေတဲ့ခါကျတော့ဘယ်ဖြေကမှန်တယ်ဘယ်ဖြေကမှားတယ်လို့ပြောလို့မရဘူးပြင်ဆရာပြောသမျှကလည်းမှန်နေတယ်လို့အဲ့လိုမျိုးကြီးယူဆလို့လည်းမရဘူးဆရာကိုယ်တိုင်လည်းမယူဆထားဘူးဥဒီမြတ်စွာဘုရားပြောတယ်လို့ပေါ့နော်ဒီဘာလဲငါပြောတာလည်းမယုံနဲ့သူများပြောတာလည်းမယုံနဲ့ကိုကိုစဉ်းစားပြီးမှယုံဆိုတာလေအဲ့လိုမျိုး ခါတလေမှာကြားလို့ရှိရင်ညီမဖြေတဲ့အဖေကအရန်ကောင်းနေတယ်ဆိုရင်တောင်မှဆရာအကြိုက်ဟုတ်မနေဘူးဆိုတော့ဆရာကတခါတလေမှာအကြံပေးတယ်အဲဘလိုမျိုးဖြေလိုက်ပါလားဆိုပြီးတော့လေဘယ်အကြောင်းအရာကိုဖြေလိုက်ပါလားဆိုပြီးတော့အကြံပေးသေးတယ်အဲ့ဒီအကြံဆရာပေးတဲ့အကြံကလည်းဒါကောင်းဝင်ကောင်းနေလိုက်မယ်ဒါပေမဲ့ညီမအကြိုက်ဟုတ်မနေဘူးဆိုလို့ရှိရင်ညီမအနေနဲ့ဆရာအဲ့ဒီအဖေကိုကျွန်မမကြိုက်ဘူးပေါ့နော်ကျွန်မဒီဟာလေးကိုဖြေချင်တယ်ဒါဒီဟာကိုဖြစ်ချင်ရတဲ့အကြောင်းရင်းကဘလို့ဘလို့ဘလို့ပါပေါ့ဆိုတော့အဲ့လိုမျိုးပြောလို့ရှင်ဒါအဖြစ်ဖြစ်မဲ့သူကညီမဖြစ်တဲ့အတွက်ကြောင့် ဒီမြန်မာစိတ်ကြိတ်လို့လို့ရ